နောက်ဆုံးထွက်ပေါ်ထားတဲ့စာချုပ်တည်တင်းနှစ်ပုဒ်အားလုံးမင်္ဂလာပါ Football Watch Channel မှာဝင်တော်မှာကျွန်တော်တို့ဒါ Fabio Romano နဲ့ David Ornstein ကိုပေါ်ပြထားတဲ့စာချုပ်တည်နှစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒီစာချုပ်တည်နှစ်ပုဒ်ကတော့ Liverpool တင်းရဲ့ကစားသမားနဲ့ Arsenal တင်းရဲ့ကစားသမားဖြစ်ပါတယ် ်မာဆုံးနေလေလေဘာဘူးတင်းရဲ့ကစားသမားလေးကနေပဲစားလိုက်မယ်ပေါ့နော်လေဘာဘူးတင်းကသူတို့အတင်းရဲ့အသက်18နှစ်ပဲရှိသေးတယ်လူငယ်တောင်ပိုင်းတိုက်စစ်ကစားသမားလေးပေါ့နော်အန်ဂူမိုဝါကိုစာချုပ်သစ်တရက်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်စာချုပ်သစ်ဆိုတာထက်ပေါ့နော်အသက်18နှစ်ပဲရှိသေးတာဖြစ်တဲ့အတွက် professional စာချုပ်တရက်လီဗာပူးဘက်ကပေးခဲ့တယ်လို့ပြောရမယ်။ FA ရဲ့စီမင်းစည်းကမ်းကြီးအရာအသက်18နှစ်မပြည့်သေးတဲ့ကစားသမားတွေကို3နှစ်ထပ်ပို့ပြီးချုပ်လို့မရတာကြောင့်ကျွန်တော်တို့ဒါလီဗာပူးဘက်က3နှစ်တရက်ပေါ့နော်။ ထုတ်ချုပ်ခဲ့တာဖြစ်ပါတယ်2028ထိတက်တန်းရှိမှာဖြစ်ပြီးတော့ဖော်ပြချက်တွေအရာတော့လားစားလဲဒါပို့ပြီးတော့ရရမယ်ပေါ့ဗျာအတိအကျတော့ကျွန်တော်တို့ဒါဖော်ပြထားခြင်းမရှိသေးပါဘူးဘာပဲဖြစ်ဖြစ်ဒီပါဦးသိန်းဟာအန်ဂူမိုဝါရဲ့အနာဂတ်အတွက်အသင်းမှာဆက်ရှိဖို့2028ထိတက်တန်းရှိမဲ့စာချုပ်တရတရားဝင်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်အဲ့တော့အန်ဂူမိုဝါကိုယ်တိုင်လည်း2024ခုနှစ်ຫນွေရာသီမှာသူ့ရဲ့ပုံတော့ကျွန်တော်တို့ဒါအသက်၈နှစ်ထဲကရောက်လာတဲ့ Chelsea Academy ကိုဆွန့်ခွာပြီးတော့လေပါဦးသိန်းစီကိုပြောင်းလာခဲ့တယ်အဓိကပြောင်းလာခဲ့တဲ့အကြောင်း င်းရင်းကလည်းသူ့မှာမျောလင်းချက်တစ်ခုရှိတယ်။ဒီမျောလင်းချက်ကလေဘာဘူးတင်းမှာဆိုရင်သူ့အထွတ်ပို့ပြီးတော့ဒီ fasting နဲ့ကိုရောက်ဖို့ပေါ့နော်ကျွန်တော်တို့ပထမအတင်းနဲ့လူစင်းနဲ့ကိုရောက်ဖို့အထွတ်အခွင့်ရေးပူများမယ်လို့သူကယူဆခဲ့တယ်။သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ပြီးတော့ယူဆခဲ့တဲ့အချိန်မှာသူကလေဘာဘူးတင်းရဲ့ချင်းကပ်လာမှုကိုသူကလက်ခံခဲ့တယ်။အဲ့ဒီအချိန်မှာ Chelsea တင်းကလည်းကစားသမားကိုသူတို့တားရတယ်ပေါ့ဗျာ။ကစားသမားကိုအာမင်းတို့မင်းကိုစာချုပ်တစ်ကန်လန်ထားတယ်။အဓိကခြေပဲပေါ်မှာတောင်စာချုပ်တစ်ကရောက်နေပြီ။ဒါပေမဲ့အန်ဂူမိုဝါကလေဘာဘူးကိုပြောင်းဖို့ရွေး ချယ်ဆုံးဖြတ်ခဲ့တယ်ဒီရွေးချယ်ဆုံးဖြတ်မှုကသူ့ရဲ့ကစားသမားဘဝအတွက်ပေါ့နော်မှန်ကန်တဲ့လောရတစ်ခုလို့ပဲပြောရမှာဖြစ်ပြီးတော့သူကလီဗာပူးအသင်းမှာအခုချန်ပီယံလိလူဆင်းမှာလည်းပါတယ်ပြီးများလိမှာလည်းပွဲဥထွက်ကစားကွင်းရပြီးဂိုးတွေပါပြီးတွင်းထားတယ်အခု EFN ကတ်ဒီမှာလည်းကစားနေရတဲ့ကစားသမားတယောက်ဖြစ်နေခဲ့တယ်ပေါ့ဗျာချယ်ဆီအသင်းမှာဆိုရင်သူ့ထက်ပိုကောင်းတဲ့လူငယ်ကစားသမားတွေအများကြီးရှိတာဖြစ်တဲ့အတွက်အခုလိုခွင့်ရေးကြဖို့လည်းမလွယ်ကူဘူးလို့သူကယူဆခဲ့ပုံပဲပေါ့ဗျာအခုတော့သူကလီဗာပူးအသင်းမှာ2028ခုနှစ်တတန်းရှိမဲ့စာချုပ်တစ်တရက်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်အန်ဂူမိုဝါတွက်လ ည်းအဆင်ပြေတယ်လို့လေဘာဦးပြည်သက်တွေလည်းသဘောကျစီမဲ့ စာချုပ်လှုပ်ဆောင်မှုတရေလို့ကျွန်တော်ကတော့ယူဆပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုတွားပါမယ်အဲ့တော့အာဆင်နယ်အသင်းကသူတို့အသင်းရဲ့ပြင်သစ်လေယူစဉ်နောက်ခံကစားသမားဝီလျံဆာလီဘာကိုစာချုပ်သစ်ချုပ်ဆိုနိုင်တော့မှာဖြစ်ပါတယ်အင်္ဂလန်နာမည်ကြီးသတင်းတောက်ဒေးဗစ်အော်စတင်ရဲ့ပေါ်ပြချက်အရာဆာလီဘာနဲ့အာဆင်နယ်ကြာ2030အထိတက်တန်းရှိမဲ့စာချုပ်သစ်တရက်သဘောတူညီမှုရဖို့အနည်းဆက်ဆုံးအနေထားကိုရောက်ရှိနေပြီလို့ပြောလို့ရပါတယ်အဲ့တော့ဝီလျံဆာလီဘာကိုရဲမထွက်တင်ကစိတ်ဝင်စားနေတယ်ဆိုတာကတော့အားလုံးလည်းသိတယ်ပပပီရဲ့အကြိုက်ကစားသမားပေါ့ဗျာဒါ ါပေမဲ့အာဆင်နယ်အသင်းရဲ့အားကစားဒါရိုက်တာအန်ဒရီယာဘာတာကိုကျွန်တော်နောက်တစ်ကြိမ်ချီးကျူးရပါောင်းမယ်အပြောင်းရွှေ့ဈေးကွက်မှာအာဆင်နယ်အသင်းတို့ရဲ့ဒါကောင်းကောင်းမွန်မွန်ပေါ်တော့လှူရှားပေးခဲ့တဲ့အန်ဒရီယာဘာတာကအခုအချိန်မှာလည်းအာဆင်နယ်အသင်းတို့ရဲ့အရေးကြီးလာပါပြီဆိုတော့ဝီလျံဆာလီဘာကိုစာချုပ်သစ်ချုပ်ဆိုနိုင်အောင်စီယုံနိုင်ခဲ့တယ်လို့ကျွန်တော်တို့ကြားသိရတယ်ပေါ့နော်ဒီအတွက်ဒါအန်ဒရီယာဘာတာကိုလည်းကျွန်တော်တို့ဒါဒီနေရာမှာထပ်ပြီးတော့အတိမတ်ပြူရမယ်အဲ့တော့ပြောစရာရှိတယ်ကလားစာပမာဏပေါ့နော်ဝီလျံဆာလီဘာရဲ့လက်ရှိစာချုပ်ကပေါ့နော် current contract က2029မှာ ာကုန်မယ်အဲနောက်နှစ်ဆိုရင်နှစ်နှစ်ထဲရောက်မဲ့အနေထားကိုတော့ရောက်သွားတာပေါ့အဲ့တော့ဝီလျံစာရီဘာရဲ့လက်ရှိစာချုပ်မှာဒဗတ်လောက်ခကပေါင်း3900ရရတယ်လို့တည်ရတယ်ပေါ့ဗျာအဲ့တော့လာမဲ့စာချုပ်တစ်2030ထိရှိမဲ့စာချုပ်တစ်မှာဝီလျံစာရီဘာကလုံးဝပေါ့နော်လာစာအာဆင်နယ်တင်းရဲ့ top amna top 3အန်တာတွေကိုရောက်လာမယ်လို့ဖော်ပြချက်တွေအရကြားသိရပါတယ်အဲ့တော့ Arsenal တင်းရဲ့လာသာများဆုံးကစားသမား3ယောက်ထဲမှာတော့ပါလာမယ်ဗျာအဲ့တော့ Brother တို့ဘယ်လောက်လောက်ရှိမလဲတွေးကြည့်ကြပေါ့အဲ့တော့ William Saliba အနေနဲ့ Arsenal မှာဆက်နေဖို့သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်ချတော့မယ်လို့သိရပါတယ်ဖော်ပြချက်တွေအရတော့ Saliba က Arsenal တင်းမှာဆက်နေဖို့အတွက်အကောင်းကြီးသွားမှာဖြစ်ပြီးတော့2030အထိတက်တန်းရှိမဲ့စာချုပ်သစ်တရက် William Saliba နဲ့ Arsenal ကြားချုပ်ဆိုနိုင်မှုအနည်းသက်ဆုံးအနေထားရောက်ရှိနေပြီလို့သိရပါတယ်အဲ့တော့ Brother တို့ရောဒီစာချုပ်သစ်တဲ့တဲ့နေပေါ်ဘယ်လို ို့ထင်ကြလဲအာခုမှဝေယောင်ဆွေးနွေးပေးခဲ့ပါဦးကျေးဇူးများကြီးတင်ပါတယ်ဒါနောက်ဆုံးရထားတဲ့စာချုပ်သေးတဲ့တဲ့နှစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာပါကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပါဦးနောက်ထပ် video မှာပြန်တွေ့ပါမယ်ခွတ်လက်ပါ